မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာဗီတာညချမ်းမှုစီဌာနမှာ2025ခုနှစ်မတ်လ22ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်တော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ 36°C ရဲ့69ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ 38°C ရဲ့ 100°F နဲ့မန္တလေးမြို့မှာ 39°C ရဲ့ 102°F တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေးဝသကြိုတို့မှာဖမ်းလျာရှိတဲ့ပုံရကပ်လီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်လယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပြီကပ်လီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်မင်္ဂလားပင်လယ်အော်တို့မှာတိမ်တင်တင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာတိမ်တင်တင်မှာတိမ်ထူထပ်နေပြီကျန်ဒေသတွေမှာတိမ်နေငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာ လိုင်းနေငယ်မှာတင်တင်ရှိပါမယ်လိုင်းမြန်မာ မြန်မာကဲဝရဲတရှောင်းနဲ့ကံလုံပင်လက်ပြင်းတို့မှာ၄ပြီမှ၆ပြီကရှင်နိုင်ပါတယ်။မနှက်ဖြံမောတဲချင်းဒီခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာစစ်စိမ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းတို့မှာနေရာကြကြနေစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမြေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမောတဲချုံရွာပြီးရခိုင်ပြည်နယ် ဟေယော်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင့်အိမ်တင့်တယ်ဖြစ်ထွန်းမှာမိ။နေပြည်တော်နဲ့ညီတော်ရဲ့မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာတင့်အိမ်တင့်တယ်ဖြစ်ထွန်းပြီးမိုးထစ်ချုံရင်းနေရာကွက်ကြားမိုးနေငယ်ရွာနိုင်ပါတယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရှန်ကုန်းမြို့နယ်ညီတော်ရဲ့မနက်ဖြန်အတွက် မိုးလေဝသအခြေအနေခံမှန်းချက်မှာတင်းအစ်တင်းတင်းချက်ထောင်းပါမယ်။အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ညီတော်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာတင်းအစ်တင်းတင်းချက်ထောင်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနေငယ်ရွာနိုင်ပါတယ်။ အနည်းဆုံးဂူချိန်မှာ39ဒီဂရီဆက်စီယက်တရားနေဒီဂရီဖာရင်ဟိုင်းနဲ့အနည်းဆုံးဂူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုင်းရှင်းနိုင်ပါတယ်။နောက်နေ့အတွက်ခမန်ကျန်နေကတော့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျငိုထစ်ချုံရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြက်မှချမ်းသာကြပါစေရှင်။